ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မိုးရေတွေကတနားကြာကောင်းတဲ့ဂျင်းငတ်မိသားစုစုံနှုတ်နဲ့ပဲလို့ရဲ့အခုနေတို့ဘယ်ရောက်နေကြလဲ။ငါနေတို့အရန်တရိရတာပဲ။ငါစိတ်ထဲတမျိုးကြီးဖြစ်နေရဲ့။ကြည်ရတာမကောင်းတာတခုခုဖြစ်တော့မယ်ထင်တယ်။ ဖျားသခင်ရင်ကျမရဲ့မိသားစုဆောက်ရှောက်ပေးအောင်မူပါ။ငမလီလာတို့ကနေမကောင်းဖြစ်နေပိုင်း။သူမကစိုးရိမ်မှုများစွာနဲ့အိမ်ထဲမှာထိုင်နေပိုင်း။အပြားတက်နေရကြောင့်သူမရဲ့ဒုက္ကိုလုံးကပူချစ်နေပိုင်း။ငါတာမိုးမမိခဲ့ဦးဆိုရင်အခုလိုဖျားမှာမဟုတ်ဘူး။ဒါပေမဲ့လည်းဘာတက်နိုင်မှလဲ။ငါရဲ့ကလေးတွေအတွက် စားစရာထွက်ရှာရမယ်လေ။ငမလီလာတို့အဲဒီလိုတွေးနေတဲ့အချိန်မှာပဲအန်တီမီနိုနဲ့တိုနီတို့ရောက်လာကြပါသေး။ မြန်မာလေးတော်တို့ရေဘာဖြစ်လို့လဲကြည်ဟာအရန်စိတ်ညစ်နေရပုံပဲဟဲ့တိုနီသူ့မျက်နှာကိုကြည့်ပြီးအခုထိနားမလည်သေးဘူးလားသူ့ဖျားနေရလေဟုတ်တယ်အဲ့ဒါကြောင့်မို့သူ့ရဲ့နှစ်ဖူးပေါ်မှာရေပတ်တင်ထားတာလာတို့ရဲ့အခုထိနေနေမကောင်းဖြစ်နေရဆေးမတောက်ရသေးဘူးလားနေဒီလိုကြီးရက်တွေအကြာကြီးဖျားနေလို့မဖြစ်ဘူးလေဒါနဲ့ပလူကဘယ်ရောက်နေရလဲစုံနို့လည်းမတွေ့ပါလားဟုတ်တယ်အနီမီနုရေစုံနုနဲ့ပလူကဆေးရှာဖို့ထွက်သွားကြတယ် အန်ဒီလည်းတည့်ရဲ့အတိုင်းပဲတောအုပ်ကြီးတစ်ခုလုံးဟာတိတ်ဆိတ်နေရမိုးလေရတော့နည်းနည်းရွာပါရင် ကျမတို့ဆေးပယ်ချိန်မှာရမလဲဆိုတော့မသိတော့ပါဘူးအန်ဒီရောဆေးရထားလို့လားမရသေးဘူးလားတို့ရေငါလည်းနေရတကာပတ်ပြီးဆေးပင်တွေလိုက်ရှာနေရအဲ့ဆေးပင်တွေကတောင်ယုံနဲ့ရှာပြိမှာမဟုတ်ဘူးအရန်လဲဆေးဘက်ဝင်တယ်လို့အရန်လဲရှာတယ်ငါတို့တော့အဲ့ဆေးပင်ကိုလိုက်ရှာနေရအောင်ပါပဲပြန်ရအောင်အန်ဒီမီနူကျမတို့အစာလဲရှာရအောင်မယ်လေ ဟုတ်တယ်ဟုတ်တယ်လာလာပြန်မယ်ရော့လာတော့ဒီတတိရိစားလိုက်ပါနေကြိုက်ပါပါအန်တီမီနုတကယ်လို့ညမလာတို့သာဆေးမရအောင်ဆိုရင် သူအသက်ရှင်နိုင်ပါမလားပါဇက်ပိတ်ထားစက်မှာအယူမိုက်အဲ့လိုနမိတ်မရှိရင်မပြောရအောင်အရာအလုံးကဖျားသခင်လက်ထဲမှာပဲရှိရဖျားသခင်စီမံရအတိုင်းမှာပဲဒီနေဘူးကြီးတဲ့မှာငါအယမ်းပင်ပန်းနေပြီငါလွန်ခဲ့၄ရက်လောက်ကလေးကနေအခုထိဘာမှမစားရသေးဘူးငါဒီလိုမစားဘဲပြန်နေမယ်ဆိုရင်ဗကြခင်တိတ်ရလိမ့်မယ် ဘလို့ပဲဖြစ်ဖြစ်ငါသားကောင်ရအောင်ရှာမဖြစ်မင်းတောင်မြေကြီးဘက်ကိုသွားကြည့်မင်းကြည့်ရတာအမဲလိုက်သိန်းငိုင်ကြီးပြန်သွားပြီထင်တယ်ဖြစ်ဖြစ်နောက်ထပ်ဘလောက်အကြိုက်ဒီလိုနေနေရမှာလဲตาအရန်ပင်ပန်းနေပြီ နောက်ပြီးตาမမေကိုလည်းအရန်တရရတယ်ဦးလေးစည်းကွက်ကြီးရဲ့အင်အားဒီအနီးနားတဝိုက်မှာပဲရှိရဲ့ตาမမေအတွက်ဆေးယူပြီးအဖေတို့အိမ်ပြကြမယ်လေပလုံးနဲ့ဇွန်နူတို့ကဆေးယူဖို့အတွက်ဆီယမ်ဝင်းစည်းကွက်ကြီးရဲ့အင်ကိုသွားကြပါတယ် နေရတာတက်တာရဲ့လာလာတို့ရေ ဟုတ်ကဲ့ပလူနဲ့ဆိုလူတို့ကကျမအတွက်ဆေးထွက်ရှာနေကြပါ၏သူတို့ပြန်လာနေလောက်ပါပြီကျမဆေးတောက်ပြီးသွားရင်တော့လုံးဝတက်တာသွားမှာပါလာတို့နေပါဖြစ်သွားလဲဘလို့ဖြစ်ပြီးအခုလောက်ထိနေမကောင်းဖြစ်သွားရလဲညမဘူဘူးရေအမလာတို့ကတညာလုံးမုံမိသွားလေအမအိမ်နဲ့အဝေးကြီးမှာအစာထွက်ရှာနေခဲ့ရတာအမအိမ်ပြန်လာတဲ့လမ်းမှာမုံမိပြီးအခုလိုနေမကောင်းဖြစ်သွားရတာပါ ရှင်းရှင်းလင်းလင်းပြောလိုက်ပါလား လာတော့အခုဆိုရင်ငှက်ထုတ်ပြီးဖြစ်နေပြီ သူသာစီးမတော့ရအောင်ဆိုရင်မတကီတီးသွားလိုက်မယ်ဟဲ့ကိုကြီးနေပါပေါက်ကြရရှောက်ပြောနေရလဲကိုရဲ့အိနီနာကျုံအဲ့လိုစကားမျိုးတွေပြောရသလားနင့်ညီမလေးလာတော့အခုလိုစကားမျိုးတွေမပြောသင့်ဘူးဖဲတဲ့နိုင်မဲ့အခုကားလူရဲ့ကျမမှာအမှန်တိုင်းပြောတတ်တဲ့အကျင့်ရှိတယ်ကျမရဲ့အတော်တယောက်လည်းအဲ့လိုပဲနေမကောင်းဖြစ်ခဲ့ပူတယ်အချိန်မီစီးမရလိုက်တော့ကျမရဲ့အတော်တီးသွားခဲ့လေအရင်တနာဖို့ကောင်းပါတယ်ကိုကြီး နေပဲတော့မှနေ့ရဲ့အကျင့်ဆုံးတွေပြေမှာမဟုတ်ဘူးဒီကနေနေထွက်သွားလိုက်တော့အေးပါအေးပါငါအလုံးမရှိအကင်မရှိပဲတီယိုလာခဲ့ရမဟုတ်ပါဘူးနောက်ဆုံးအနေနဲ့လာတို့လာကြည့်ဖို့လာခဲ့ရပါခေါ်ကြီးနေတော်လိုက်တော့ကျမပြန်တော့မှာပါကျမဘာလို့အဲ့လောက်အော်နေရလဲဟင်းနောက်ပြီးရှင်လဲမြင်မြတ်ပြန်လာခဲ့ မဟုတ်ရင်ရှင်လဲသူ့စီကနေတုတ်ခွေးကူးသွားအောင်မယ်စိတ်မပူပါနဲ့ညီမလေးလာတို့ရေညီမလေးတေးချပေါက်နေပြန်ကောင်းလာမှာပါ အကိုတို့လည်းညီမအတွက်ဆေးလိုက်ရှာနေပါရဲ့ ကိုကြီးရဲ့စိတ်နေသဘောထားတော့ညီမလေးတည့်ရဲ့အတိုင်းပဲလေရှာပါရဲ့အခုကားလူရဲ့ဘာမှမဖြစ်ပါဘူးအကိုတို့အားလုံးညီမတို့တော့စိတ်ပူပြီးနေရနေတယ်ညီမကျေနပ်ပါတယ်နောက်ပြီးတည်ခြင်းတရားဆိုတာကလည်းညီမတို့လောက်ယူလို့ရတဲ့အရာမှမဟုတ်တာတစ်ဖက်မှာလည်းပလူးနဲ့ဆွန်နူတို့ကဆီယောင်ဝင်ဈီးကွက်ကြီးရဲ့အိမ်ရှိကိုရှောက်လာကြပါ යි ဟာအဲ့လိုမဖြစ်ရအောင်လေဒါပါလေဦးလင်းရဲ့အိမ်ကဘာလို့ပိတ်ထားလဲကြည့်ရတာသူတခြားတော့တခုတည်းသွားနေရဖြစ်မယ် အဲ့ဒီအချိန်မှာကြက်တူရွေးလေးတကောင်ကသူတို့နောက်ရောက်လာပါတယ်။ဟဲ့ပလူနေဒီယိုဘလို့ရောက်လာလဲ။ကျွန်တော်မိမလာတော့အရင်နေမကောင်းဖြစ်နေလို့ပါ။ကျွန်တော်ဆရာဝန်ဈေးကွက်ကြီးစီကနေဈေးယူဖို့လာခဲ့ရပါ။ဒါပေမဲ့ဆရာဝန်ကြီးကအိမ်မှာမရှိဘူးလေ။အော်ပလူရဲ့ဆရာဝန်ကြီးကလွန်ခဲ့၄-၅ရက်လောက်ကလေးကအခြားတောအုပ်တစ်ခုထဲမှာသွားနေရတာ။အဲ့တော့နေခုဘာဆက်လုပ်မှာလဲ။အခုတော့ကျွန်တော်စီမှာနီလန်တစ်ခုပဲကြံမအောင်ရင်အခြားတောအုပ်ထဲသွားပြီး အတော်ကုန်းကောင်ရှာမဖြစ်မယ်အတော်ကပဲလာတို့နေပြန်ကောင်ကုညီပေးနိုင်တော်မယ်စုံနုရေဒါမမေ့စီပြန်နှစ်လိုက်တော့နော်ဖေဖေကအတော်ကုန်းကကြီးသွားပြီးဆေးယူလာခဲ့မယ်ဟုတ်ကဲ့ပါဖေဖေလာတူတူသွားရအောင်စုံနုရေဦးလေးလည်းသားတို့အိမ်ဘက်ကိုသွားရမှာဦးလေးသားကိုတားအိမ်တီကိုပို့ပေးခဲ့မယ်ကျက်တူရွေလည်းစုံနုနဲ့အတူတူလာတို့ရဲ့အိမ်ဘက်ကိုထွက်လာလိုက်ပါသူတို့အိမ်ပြန်ရရဲ့လမ်းမှာပဲရုတ်တရက်အမဲလိုက်သိမ့်ငှက်ကြီးရဲ့အတံကြားလိုက်ရပါတယ် ာလိဆုံတို့ရင်လာလာမြ мян သွားကြရအောင်မဟုတ်ရင်အဲ့အမဲလိုက်တိတ်ငတ်ကြီးကဦးလေးတို့တွေ့သွားအောင်မေဟာဟာနောက်ဆုံးတော့ငါသားကောင်ရှာတွေ့သွားခဲ့ပြီတိတ်ငတ်ကြီးကပလူးကိုတုတ်ချီပြီးသူ့အိမ်စီ ခေါ်ဆောင်သွားပါချက်တူရွေးလဲပလူးကိုတိတ်ငတ်ဖမ်းသွားတော့မြင်လိုက်ပါမဖြစ်ဘူးဒါဘလို့ဖြစ်သွားရလဲကျတူရွေလဲစုံနိုးလေးကိုဘေးကင်းကင်းနဲ့လာတို့ရဲ့အိမ်ကိုပြန်ပို့ပေးခဲ့ပါ යි ကိုကိုရင်ကြည့်ပါဦးမိမိကဘတ်စကားတစ်ခုမှမပြောတော့ဘူးမိမိ မမေမမေမျက်လုံးတွေဖွင့်မအောင် ကြိပ်ပါအောင်မမေရဲ့ကိုကိုစုံတို့အိမ်ပြန်ရောက်လာပြီလေမမေငှက်ကလေးလာတို့လဲသူမရဲ့ကလေးတွေအတန်ကြာပြီးသူမရဲ့မျက်လုံးတွေဖွင့်လိုက်ပါမမေရဲ့ကလေးလေးတွေမမေနောင်လာကြပါအောင်မမေစီလာကြပါအောင် ကလေးတို့ရဲ့ဖြစ်ဖြစ်ရောဖြစ်မလဲငါလဲနေ့ကိုအခုလိုပြောပြရမှာ အရန်စိတ်မကဖြစ်မိပါလေလာတို့ရဲ့ပက်လူကိုအမဲလိုက်တိတ်ငက်ကဖန်းခေါ်သွားတယ် ဘလူနေလို့ရှိုးပြန်လာနိုင်တော့လိမ့်မယ်လို့တော့ငါမထင်ဘူးကျက်တူရွေးစီကအခုလိုစကားမျိုးကြားလိုက်ရတော့လာတူရဲ့ခြင်းထဲမှာဘဝပြတ်သွားသလိုခံစားလိုက်ရပါတယ်။သူမရဲ့မျက်လုံးတွေထဲကနေမျက်ရည်တွေစီးကြလာပါတယ်။လာတူရဲ့အယံကြီးစိတ်ပုံမနေပါနဲ့အားလုံးအဆင်ပြေသွားမှာပါ။သူတို့စကားပြောနေကြတဲ့အချိန်မှာပဲငှက်မလေးလည်းသူတို့စီကိုရှောက်လာပါတယ်။လာတူရဲ့မိုးလေဝသအကြောင်းတိကျွမ်းတဲ့ငှက်တွေက ငါတို့တောအုပ်စီကိုမုံတိုင်းကြီးတစ်ခုလာတော့မယ်လို့ပြောနေကြတယ်။မိုးလည်းအကြည့်ကျရွာလိုက်မယ်တဲ့။ဒါပေမဲ့အခုချိန်ကမိုးရသည်လည်းမဟုတ်သေးဘူးလေ။အဲ့တော့ကျမတို့ဘာဆက်လုပ်ရမလဲ။ကျမတို့အင်အားမိုးတံလေးတန်းခံနိုင်လောက်အောင်တဲ့ထီလဲမခိုင်ခန့်ဘူးလေ။ကျမခွတ်လွတ်ပါလားတို့ရဲ့။ငါလည်းနေ့ကိုကူညီပေးချင်ပါသေး။ဒါမဲ့တောအုပ်တွေကအချားငတ်တွေအလုံးကလုံးကျုံစိတ်ချရမယ့်နေရာလေးစီကိုကိုစီသွားကုန်ကြပြီ။ဒီလေဒီတောအုပ်တွေကနေခက်ဝဲဝဲတနေအောင်ထွက်သွားသင့်ပြီလို့ငါထင်တယ်။ အဲ့လိုပြောပြီးငှက်မလေးလည်းပြန်သွားပါလာတို့ရေငါလေးပြန်လိုက်ပါအောင်မေငါမိသားစုဝင်နေငါ့အောင်မျှော်နေလောက်ပြီမမေရေတမီးတို့အခုဘလို့လောက်ကြမလဲမကြောက်ပါနဲ့ကလေးတို့ရေကလေးတို့နာမမမေရှိသေးရဲ့လေမမေကလေးတို့ဘာမှအဖြစ်မခံနိုင်အောင်လာတို့ကသူမကိုသူမစိတ်မပူပါဘူးသူမရဲ့ကလေးတွေအတွက်ပဲစိတ်ပူနေရှာပါမိုးလေဝတာအခြေအနေကိုခံမနိုင်တဲ့ငှက်တွေပြောထားသလိုပဲခဏလောက်ကြာတော့တောင်းဟုတ်ထဲမှာလေပြင်းတွေစာပြီးတိုက်လာပါတယ် လေတိုက်တဲ့တန်းကအရန်ပြင်းတော့တချို့ငှက်တွေရဲ့အိမ်ဆိုရင်လေထဲတွင်ပါသွားကြပါရဲ့လေပြင်းတွေတိုက်ပြီးခဏလေးနေရောမိုးအကြည့်အကျယ်ရွာချပါတော့တယ်လာတို့ရဲ့အိမ်ကလည်းအဲ့လောက်ထိခိုင်ခံ့မှုမရှိတော့သူမအိမ်ထဲမိုးရေတွေခေါမုံးပေါ်ကနေစီးကြလာပါရဲ့မမေရေသမီးအရန်ချက်နေပြီဟုတ်တယ်မမေတာရောပဲကလေးတို့ရေဒီဆောင်ကလေးတို့ခြုံထားလိုက်နော်ဒါပေမဲ့မမေကနေပကောင်းဖြစ်နေရလေဘာမှမဖြစ်ပါဘူးကလေးတို့ရေ မိမိအခုရင်အားတက်ပို့ပြီးတက်တာနေပါပြီ။လာတို့ကသူမရဲ့ကလေးတွေအတွက်လိမ်ပြောလိုက်ပါ යි ။မိုးမြံတိတ်ပါစေလို့ကျမဆုတောင်းပါတယ်။ဒါပေမဲ့လည်းကန်တရားကလာတို့ဘက်မှာရှိမနေခဲ့ပါဘူး။မိုးကအရင်ကတက်ပို့ပြီးအသေးတန်ရွာချလာပါ යි ။မိုးရေကြောင့်ဆောင်းနေလဲဆုကုန်ပါပြီ။ကလေးတွေမိမိအတောင်မှအောက်တယ်လာခဲ့ကြ။လာတို့ကသူမရဲ့အတောင်တွေနဲ့ကလေးတွေကိုလုံချောင်းထားလိုက်ပါ යි ။သူမအရင်ချက်နေပေမဲ့သူမကလေးတွေက ူမရဲ့အတောင်ပတ်အောက်မှာနွေးနွေးလေးရှိနေပါ။မိုးကအရန်ကိုတက်တဲမဲမဲရွာနေပါ။ဒါတို့လေသူမရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပါဟောရယ်။မမေရေမမေသမီးတို့စကားပြောပါအောင်မမေမမေဘာလို့စကားမပြောတော့တာလဲမျက်လုံးဖွင့်ပါအောင်မမေပင်ကီရေကြည့်ရတာမမေအရန်ချမ်းနေရတယ်နဲအကိုတို့ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်အကိုရဲ့အဲကိုမိုးတံနေကာကွယ်နိုင်မှဖြစ်မယ်။ကလေးတွေလည်းအိမ်ထဲကနေအပြင်ကိုထွက်လာကြပါ යි ။အမေကလေးလေးတွေကိုကိုရေ မိုးရင်ထဲမှာညီမတို့ကောက်ရုံးတဲ့တတာတွေဘလို့တောရှာကြမလဲမိမိကလေးလေးတွေအဲ့ဒါတွေလောက်ဘုမလို့အပ်ပါဘူးမိမိတို့အချားလုံးကြောင့်စိတ်ချရရနေရသွားကြတာပေါ့မိမိနေကောင်းသွားပြီလားဟုတ်တယ်ကလေးတို့ရေလာမြင်မြန်သွားကြရအောင်မိုးအယံမီ ကလေးတို့လည်းနေမကောင်းဖြစ်သွားလိမ့်မယ်အဲ့လိုနဲ့လာတို့နောက်ကနေကလေးတွေလည်းလိုက်သွားကြပါလေလမ်းမှာသူတို့ကကာလူးနဲ့ခွေကြီးကိုတွေ့သွားပါလေကလေးတို့ရင် ဦးလေးကလူကိုမိုးတိတ်တဲ့အထိကလေးတို့ခေါ်ထားပေးဖို့အကူအညီတောင်းပါဦးလေးကလူရေ မိုးတိတ်တဲ့အထိသားတို့ကို နေကြာနေရာလေးပေးနိုင်မလားနင်တို့အမေကဘယ်ရောက်သွားလို့လဲအတော်ကိုကြီးရေအမေကသားတို့နားမှာပဲလေနေမေကိုဘယ်မှာတွေ့နေရလို့လဲကြည့်ရတာဒီကလေးတွေယူသွားကြပြီထင်တယ်အကုတ်ကလူရှေ့အထဲဝင်နေတော့ကျမဒီအယူတွေကိုနေကြာနေရာမပေးချင်မမေကြည့်ရတာအတော်ကိုကြီးကသမီးတို့ကိုစိတ်ဆိုးနေရဲ့ထင်တယ်ဘာမှမဖြစ်ပါဘူးကလေးတို့ရဲ့ မမီတို့တခြားတနေအောင်ထွက်သွားကြတာပေါ့အဲလိုနဲ့သူတို့လည်းအခြားလုံကြုံမဲ့နေရာကိုလိုက်ရှာနေကြပါဒါပေမဲ့တစ်ခါပေါက်တွေထဲမှာရေရီပြည့်နေအောင်လွှဲပြီးတခြားဘာမှမတွေ့ကြပါဘူးခဏလေးနေရောသူတို့အတိုက်ကြီးကြီးတစ်ခုကိုတွေ့သွားပါသူတို့အဲအတိုက်ထဲကိုသွားတော့မယ့်အချိန်မှာပဲအမဲလိုက်တင်ငယ်တကောင်ကသူတို့သွားမယ့်လမ်းကိုပိတ်လိုက်ပါမနက်စာတော့ငါငတ်တကောင်ပဲစားလိုက်ရတယ်အခုတော့ငါဒီငတ်ပေါက်လေးနှစ်ကောင်စားရတော့မယ် တိန်ငက်ကြီးကကလေးတွေကိုတိုက်ခိုက်တော့မယ့်အချိန်မှာပလူရဲ့ဝိညာဉ်ကရောက်လာပြီးတိန်ငက်ကြီးကိုတိုက်ခိုက်ပိုင်လာတို့လည်းပလူနဲ့အတူပိုင်ပြီးတိန်ငက်ကိုတိုက်ခိုက်ပိုင်ဒါပါရီဖြစ်နေရလဲငါတို့ဘာလို့တိုက်ခိုက်လို့မရတာလဲကြည့်ရတာသူတို့နှစ်ယောက်ကမှော်ပညာတတ်တယ်ထင်တယ်ဒီကနေပြေးရပဲကောင်းပါတယ်ဟေးဖိဖိပြန်လာပြီဟုတ်တယ်ကလေးတွေဖိဖိပြန်လာပြီဖိဖိကြည့်ပါဦးမမီနီပြန်ကောင်းတော့ပြီရှင်လာတာအရင်နောက်ကြပါပဲ ငါအခွင့်လွတ်ပါလာတို့ရဲ့ရှာပါရဲထားလိုက်ပါ ကျမတို့ကလေးတွေကိုလုံကြုံစိတ်ချရမယ့်နေရာကြီးခေါ်သွားပြီးမှဖြစ်မယ်။ဒါကလေးတွေမမေတို့နောက်ကနေလိုက်ခဲ့ကြနော်။လာတို့နဲ့ပလူတို့လည်းကလေးတွေနဲ့အတူအတော်ကုန်းကရင်အင်ကိုရှောက်လာပါရဲ့။ကလေးတွေလည်းအတော်ကုန်းကရင်အင်တကာခောက်ပါရဲ့။ကလေးတို့ရင်အတော်ကုန်းကအောင်ရွရွတိတိဆက်ဆက်ကြနော်။သူ့ကိုစိတ်အနှောက်အယှက်မပေးကြနဲ့နော်။ဟုတ်တယ်လာတို့ရင်ငါလဲဂျကူးကိုအဲ့ဒါပဲဆုံးမနေရတာ။ ဒါလေအတော်ကုန်းကရွရွတီတီဆက်ဆန်တော့သူ့စိတ်နှောက်ရမပီးနဲ့နော်အတော်ကုန်းကလည်းအိမ်တကောက်ဖွင့်လိုက်ပိုင်းကလေးတို့အိမ်ထဲကိုမြ мян လာကြကလေးတို့အားလုံးတီယိုဘာလာလောက်ကြလဲနောက်ပြီးကလေးတို့ရဲ့ဖေဖေနဲ့မမီရောဖမလေးဖေဖေနဲ့မမီကအပြစ်မလေးခဏလေးတားသူတို့တောက်ခေါ်လာအောင်မေစုံနူးလဲတကားပေါက်ကနေပလူနဲ့လာတို့အော်ခေါ်နေပိုင်းမမီဖေဖေဖမလေးအထဲလာခဲ့ကြလေလာတို့နဲ့ပလူတို့က အပြင်မှာတိတ်တိတ်ဆိတ်ဆိတ်နီးနေကြပါယ်အတော်ကွန်းကအိမ်ပြောင်ရောက်လာနဲ့လာတော့အခုလိုပြောပါယ်အတော်ကွန်းကယီကျမတို့ရဲ့ကလေးတွေအရွယ်ရောက်တဲ့အထိဆောက်ရှောက်ပေးပါနော်ကျမတို့သွားလိုက်ပါအောင်မင်းလာတော့ပတ်လူကာလူနဲ့ကိုကြီးတို့လည်းကောင်းကင်ပေါ်မှာပျောက်ကွယ်သွားကြပါယ်အတော်ကွန်းကလည်းအရာအားလုံးကိုနားလေသွားပါယ်ကလေးတွေလည်းမိဘတွေကိုတရိယာပြီးငိုကုန်ကြပါယ်ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်မေစားကြအောင်တဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။